Hello everyone. ဒါဒီနေ့ပါတင်ပါလဲဆိုလို့ရှိရင်ခလီးနဲ့ပတ်သက်တဲ့ adjective 5ခုကိုတင်ပါဖြစ်ပါတယ်။ဆိုခလီးနဲ့လည်းသုံးလို့ရသလိုတချို့စကားလုံးတွေကလူကြီးနဲ့လည်းသုံးလို့ရပါတယ်။ဆိုတော့ the first one is ပထမဆုံးစကားလုံးကတော့ moody ပဲဖြစ်ပါတယ်။ moody. moody ဆိုတာကစိတ်အပြောင်းလဲမြန်တာပေါ့နော်။ you are so moody. အခုပဲဒါစားမယ်ပြောလိုက်တယ်။ခဏနေချက်ပြီးတော့ဒါလည်းမစားတော့မကြိုက်တော့မမေနောက်တစ်ခုဖြစ်သွားရော။ဆိုတော့ you are so moody. moody ဆိုတာကစိတ်အခြေအနေပြောင်းလဲတာမြန်တာကိုပြောတာပါ။နောက်တစ်ခုကကျတော့ ော့ picky ဆိုတော့ pick ရဲ့နောက်မှာ wine ထည့်လိုက်တယ် picky ဆိုတာဘာလဲဆိုရင်ရွေးတာဆိုတော့ကိုယ့်ရဲ့သားသမီးကအစားအစာအရန်ရွေးတယ်ဆိုရင် you are so picky ဆိုပြီးတော့မှကျွန်တော်ပြောလို့ရပါတယ် you are so picky eat some vegetables don't be so picky eat some vegetables ဒီစာကြောင်းကိုအိမ်မှာပြောလို့ရပါတယ်အရန်ကြီးမရွေးနဲ့เนาะဟိုပါဘာလဲအသီးရွက်တွေလည်းစားအောင်ဟုတ်ပြီเนาะနောက်ဆုံးနောက်တစ်ခုကကျတော့ cheerful ဒါကတော့အရန်ကောင်းပါတယ် cheerful ဆိုတာကကျတော့အမြဲတမ်းတက်တွက်ကြွကြွန နဲ့ပြုံးပြောနေတာပေါ့နော် cheerful ဆိုတော့ she is always cheerful ဆိုတော့ကိုကလေးနေရာမှာတယောက်ကအမြဲတမ်းပျော်ပျော်လေးဖြစ်နေတယ်ဆိုလို့ရှိရင် cheerful အမြဲတမ်း positive ဖြစ်နေတယ်ဒါဆိုရင် you are so cheerful လို့ပြောလို့ရတယ်ဒါလူကြီးမှလည်းသုံးတယ် you're so cheerful how can you be cheerful all the time အများတဲ့တစ်ချိန်လုံးကြီးဘလို့ cheerful ဖြစ်နေတာလဲပေါ့เนาะဒါလေးပြောလို့ရပါတယ် the next one is ခေါင်းမာတာเนาะ everyone ခေါင်းမာတာကို english လို့ stubborn လို့ခေါ်ပါတယ်ဆိုတော့ you are so stubborn ဟုတ်ပြီเนาะ you are so you are so you are so stubborn ဒါဆိုရင်ညံခေါင်းမာတာပဲ that's less rest ဆိုတာကနားတာမှန်တော့ဒါပေမဲ့အဲ့ဒီနောက်မှာ L E S S ထည့်လိုက်တဲ့အခါမှာ restless ဆိုတာကလေငြိမ်ငြိမ်ကုန်နေတာဟိုဘယ်လိုပြောမလဲစိတ်ကကြောင်ချောက်ချားပေါ့နော်စိတ်ကိုမငြိမ်တာဒီနေရာအလုံးကတော့ restless ဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်ဘယ်လိုပြောလို့ရမလဲဆိုရင် the kids are so restless ဟုတ်ပြီနော် the kids are so restless during the party ဆိုတော့ပါတီအတွင်းမှာကလေးတွေဟာလေငြိမ်ငြိမ်ကိုမနေဘူးဟိုပြေးဒီပြေးเนาะအဲ့လိုမျိုးငြိမ်မှုဖြစ်နေတယ်ဆိုရင်ဒီဟာကို restless လို့ပြောလို့ရမယ်ဆိုဒီ adjective ငါးခုကိုအိမ်မှာတခါတယ် practice လုပ်ပြီးတော့မှအိမ်မှာအသုံးချလိုက်ပါနော်ကိုကိုရဲ့ကလေးတွေက bad adjective တွေပါနေလဲ stubborn ဖြစ်နေလား restless ဖြစ်နေတာ cheerful ဖြစ်နေလားဒါမှမဟုတ်ရင် moody ဖြစ်နေလား picky ဖြစ်နေလားဆိုဒီ၅ခုထဲမှာကိုကြိုက်တဲ့ဟာတစ်ခုကို comment မှာရေးနေ practice လုပ်သွားပါ thank you so much everyone see you on my next video ဒီလိုမျိုးကလေးနဲ့ပတ်သက်တဲ့စကားပြောတွေကိုသင်ကျင်နေဆိုလို့ရှင်တော့အခုလာမဲ့မနက်တန်းနဲ့ညတန်းကိုတက်လို့ရပါတယ်ကြိုတင်အပ်ထားလို့ရပါပြီနော် thank you so much everyone see you on my my next video.